မိခင်ကမျောလမ်းမေးမှာကိုရရောက်နေရတဲ့ဘဝကိုရောက်သွားတဲ့အစိုးတော်မနှောရဲ့နောက်ွယ်ကအကြောင်းရင်းမိခင်လာမျိုးမှာလမ်းမေးဈေးတယ်ဖြစ်တဲ့အတမွေးဝမ်းကြောင်းပြုနေသူကတော့အစိုးတော်မနှောပါခုဆိုရင်နောက်နှစ်ပုံမှာပြန်လည်လာတဲ့ဗီဒီယိုဖိုင်ကအစိုးတော်မနှောဟာလမ်းမေးမှာကိုရရောက်နေရတဲ့ကိုရတဲ့တွေဖြစ်နေပါပြီဒါကြောင့်လည်းပရိသတ်တွေအားလုံးကစိတ်မကောင်းဖြစ်ကြရတာပါအားလုံးသိကြတဲ့အတိုင်းဆိုတော်မနောဟာမြန်မာနိုင်ငံမှာအောင်မြင်ဆုံးဆိုတော်သူဖြစ်ပါတယ်။အထူးသဖြင့်ဆိုတော်မနောဟာမြန်မာနိုင်ငံမှာတော်ရုံမျိုးပါကလေးလူကြီးမသိတဲ့သူမရှိအောင်အောင်မြင်ခဲ့တဲ့ဆိုတော်ဖြစ်ပါတယ်။ 2015ဝင်းကျင်လောက်ကအချိန်ဒီမှာဆိုရင်မြမပြည်နေရာနှံ့ပြဘယ်နေရာကိုပဲတော်တော်မနှောတခြင်းနဲ့မကြရတဲ့နေရာမရှိတဲ့မြို့ချင်းရွာရက်ွက်တွေမရှိတဲ့အထိကိုအစောရမနှောကအောင်မြင်သွားခဲ့တာပါအစောရမနှောဟာဂီတလောကမှာစောရတူအနေနဲ့နေမကပါဘူးစီးဝိုင်းလောကမှာလည်းအောင်မြင်တဲ့ထိတ်တန့်စီးဝိုင်းလုပ်ငန်းရှင်တို့ဖြစ်ခဲ့ပါရင်မနှောဟာငယ်စဉ်ကတည်းကကားဝက်လျှော်ရင်းစက်မှုလက်မှုပညာကိုလေးလာသင်ကြားခဲ့တာကြောင့်အောင်မြင်တဲ့ကားဝက်လျှော်ပိုင်ရှင်ကြီးဖြစ်လာတာပါ မနောဝိုင်ဆိုင်တဲ့ကာဝန်ရှင်အလုပ်ယုံတွေများစွာရှိလို့ကာရှိုရင်လည်းဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒါ့ပြင်အစိုးရမနောရဲ့နောက်ထပ်စီးပွားရေးလုပ်ငန်းတချို့ကတော့ plaster မိုးသွင်းတဲ့လုပ်ငန်းဖြစ်ခါပုံသွင်းမိသားစေတော်တွေဖျားဆင်းလို့တော်တွေကိုလည်းအရွယ်ဆုံးစိုက်ဆုံကိုလည်းအစိုးရမနောကရောင်းချပေးနေတာပါ။ဒါကြောင့်လည်းအစိုးရမနောဟာဂီတလောကမှာအနုပညာနယ်ပယ်မှာနိုင်ငံကျော်ဒေသရှင်ဆိုတော်ဖြစ်တာအောင်မြင်နေရမျိုးမဟုတ်ဘဲစီးပွားရေးနယ်ပယ်မှာထိတ်တန့်တထိန်နေတဲ့အောင်မြင်တာမျိုးပါ။ မနောဟာဒီလိုအောင်မြင်မှုနဲ့တူစကိုင်းမြို့မှာနေထိုင်နေခဲ့တာဖြစ်ပါရင်ဒါမှမဟုတ်ဘက်လာ20ရှင်းနေကလှုပ်ခဲခဲ့တဲ့နှလင်းဖိန်းကြီးမှာတော့အဆိုရမနောရဲ့စကိုင်းမြို့မှာနေရီတလုံးပျက်စီးချိန်မွာသွားခဲ့တာပါအဆိုရမနောရဲ့စကိုင်းကနေရီနေမကပါဘူးမန်လီကနေရီနေစီးဝိုင်းလုပ်ငန်းတွေနဲ့ကားဝက်ရှော့လုပ်ငန်းတွေလည်းထိခိုက်နေတာဆုံးရှုံးမှုတွေကြီးမားခဲ့တာပါဒါပေမဲ့လည်းအစိုးရမနောကမမြင်တဲ့သင်္ခါရတရားတွေကိုနှလုံးသွင်းထားတာကြောင့်ပြည်သက်တွေကိုအတိပေးထားခဲ့ပါရင်အစိုးရမနောကငလေမလုံခင်အချိန်မှာကလည်းအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အစိုးရဖြစ်ပေမဲ့ တရားတရားဘာသာရေးကိုလိုက်စားနေလာသူပါသူဖြစ်တော့ဆိုရမနောဟာအဘိဓမ္မာတရားစာမေးပွဲတွေကိုလည်းဝင်အောင်ဖြေဆိုနေတာဖြစ်ပါတယ်ဒါဖြင့်အစိုးရမနောရဲ့ချစ်စရာကောင်းတဲ့အချင်းချင်းကတော့အောင်မြင်တဲ့အစိုးရဆိုပေမဲ့မမနာမရှိဘဲနဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူပါအခုအခါမှာတော့အစိုးရမနောနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုကအင်တာနက်ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်အဲ့ဒါကတော့အစိုးရမနောဟာလမ်းမေးမှာကုန်းရရောင်းနေရတာပါဗီဒီယိုဖိုင်ထဲမှာလည်းအစိုးရမနောကကျွန်တော်မိန်းလာမျိုးကလမ်းမေးမှာကုန်းရရောင်းနေပါတယ် ဒါရောက်အားပေးကြပါအောင်ခင်ဗျာအလကားတော့မကျွေးနိုင်ပါဘူးဝင်စားမှာပါဆိုပြီးတော့အစိုးရမနောကပြုံးရှင်စွာနဲ့သူကွင်းရရောင်းနေတဲ့အကြောင်းကိုပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။ကွင်းရဆိုင်မှာလည်းမနောဆိုတဲ့ဆိုင်ဘုတ်ကိုချိန်ထားတာကိုတွေ့ရပါတယ်။အဲကြောင့်လည်းပရိသတ်တွေကအစိုးရမနောရဲ့ပိုင်ဆိုင်မှုတွေဇီဝရေးလုပ်ငန်းတွေဟာငလင်တန်းစားပြိုကျပျက်စီးသွားလို့အစိုးရမနောဟာရိုးသားစွာနဲ့လမ်းမမှာကွင်းရရောင်းနေရလားဆိုပြီးတော့သိကျင်နေကြတာပါ။ဒါပေမဲ့လည်းအစိုးရမနောဟာအဲ့လိုမျိုးမဟုတ်ခင်းနဲ့ မိထီလာမျိုးကိုအလောကိစ္စနဲ့သွားချိန်မှာလမ်းပေါ်မှာမနောဆိုတဲ့သူ့ရဲ့နာမည်နဲ့ကိုင်းရဆိုင်ကိုမြင်လာကြောင်းကောင်းမွန်အားစင်းကပရိသတ်တွေတဲ့ဟာတာဗီယိုလင်းရိုက်ခါပရိသတ်တွေကိုစိတ်ပျော်ရွှင်ရင်းမောစီတာဖြစ်ကြောင်းကိုလည်းသိရပါတယ်။ဘာပဲဖြစ်ဖြစ်ပရိသတ်တွေကတော့အစောပိုင်းမှာအစောတော်မနောမွဲသွားလို့ကိုင်းရရောင်းနေရပြီလို့ထင်ကစိတ်ပူသွားကြပါတယ်။ဒီဗီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအစောတော်မနောကိုအားပေးကြသလားဆိုတာပြောသွားကြပါအောင်ရှင်။